ြတ်ဗုဒ္ဓရဲ့ရိပ်အဝါသအောင်မှာဖြစ်ရှိတာဖြစ်ပါတော့ကြောင်း။ရရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းသာရကြပါမယ်ခင်ဗျာ။လက်ရှိဘဝကြီးပွားချမ်းသာဖို့လက်ငင်းအကျိုးပေးစေနိုင်တဲ့ကုသိုလ်ကမ္မတ္တိတွေဘယ်ကံလဲလို့မေးရင်မှတ်ဟိတို့လူငယ်တွေကအမေ့မိပြီးရတဲ့ကုသိုလ်ကံပဲ။ဘယ်ကံလဲ ဣရာကြောင့်မတုပဋ္ဌာနာကိုသလောဣဒဝိပါကောမတုပဋ္ဌာနာကိုသလောအမိမိရတဲ့ကုသိုလ်ကံဒီဣဒဝိပါကောအနာဂတ်ဘဝမှာစောင့်ဒီဘဝမှာလည်းငင်းအကျိုးပေးပါ၏တဲ့အမေကိုမိရတဲ့ကုသိုလ်ကံဒီအနာဂတ်မစောင့်မှုဒီဘဝလည်းငင်းအကျိုးပေးတယ်ပြစ္ဆုတ်ပါအကျိုးပေးဖို့နော် ဒီတော့အမေ့မိရတဲ့ကုသိုလ်ကံဆိုတော့ဘုန်းကြီးတို့ပရိသတ်ရဲ့အယွယ်ရှိစွမ်းအားရှိရင်ဖျားတယ်မလားရကျောင်းဆောင်မလားဖြစ်တယ်ရာစွန့်တောင်စွန့်တောင်းစွန့်သိမ့်စွန့်ပြီးတော့လူအောင်မလားရသေးတယ်အမေ့မိရတဲ့ကုသိုလ်ကတော့ပရိသတ်ရဲ့အမေ့ကိုရှိမှရအမေ့သေးသွားရင် ဒီထက်အမေမရှိတဲ့လူတွေပါမယ်နော်ဘာဖြစ်လို့လဲဆိုတော့အမေကမတည်တတ်တဲ့ခန္ဓာရှိတဲ့အမေမဟုတ်ဘူးဘယ်ခန္ဓာလဲတည်တတ်တဲ့ခန္ဓာရထားတဲ့အမေဆိုတော့သူလဲသေးကိုသေးမှာအဲ့ဒီအမေသေသွားခဲ့ရင်တဲ့အမေမိကုသိုလ်ရသေးလားဒီတန်ဖိုးလေးကိုတို့လူငယ်တွေနားလဲသိချက်နဲ့ ေအမေကိုမိွေရတဲ့ကုသိုလ်ဒီအမေကိုရှိမှရမယ်အမေမေတ္တာမျိုးဟာလည်းပဲဘသူပေးနိုင်တယ်အမေပဲပေးနိုင်တယ်တော်ကြီးတော်လေးမိတွေအမလေးသာသမိလိုမွေးစားပါမယ်သာသမိတပွဲထားပါမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကမပေးနိုင်ဘူးတဲ့အမေမေတ္တာမျိုးဟာအမေတယောက်ပဲပေးနိုင်တယ် ေအဒီအမေတယောက်ဖွယ်ပေးနိုင်တဲ့မေတ္တာ အမေသာပိုင်ခဲ့သည့်အတွက်ကြောင့်အမေမိရတဲ့ကုသိုလ်ဟာလည်းပဲအမေကိုရှိမှရမယ်မှန်နော်ဒုတိယကုသိုလ်ပြုရမယ့်ဌာနကအဖေအဖေမေတ္တာမျိုးဟာလည်းပဲအဖေပဲပေးနိုင်တဲ့အဖေမိရမယ့်ကုသိုလ်ကလည်းအဖေကိုရှိမှအဖေမရှိရင် တခြားကုသိုလ်တွေချိန်မြွေးလုပ်ရတယ်နော်ဒီတော့ဘဝမှာနံပါတ်1ကျေစုရှိတာကအမေနံပါတ်2ကအဖေနံပါတ်3ကဘသူလဲလို့ဆိုတော့ဒီပါဠိတော်မှာအကူအမတဲ့ပြိသတ်အကူအမကဘယ်လိုကျေစုရှိလဲဆိုတော့ဒီအမေကမွေးလာတဲ့ဒီအမအကူတွေကကိုငယ်ငယ်ပက်လက်ကလေးမှာခြေပွေ ယူရပိုက်ထွေရေမှုချို့တဏ္ဍာလေးအဝတ်စားလဲပြီခရေခွာချီကျွေးမွေစောင့်ချောက်တာဘုသူလဲအမတွေအကိုတွေပဲမဟုတ်လားအဲ့ဒီအကူတွေအမတွေနဲ့အတူအိမ်အတူဖက်အတူသွားအဲ့ဒီလိုနေလာခဲ့ကြတဲ့ပုဂ္ဂိုလ်တွေတဲ့ဒါကြောင့်အကူအမတွေဟာဘဝမှာအမေးဖေးပြီးရင်ပြိဿရင်ကျေးဇူးအရှိဆုံးတော့ အဲ့ဒီအကိုအမကိုမိပြီးတော့ကုသိုလ်ကိုလည်းပဲအကိုအမရှိတော့အယမိယူရမယ်အခုတော့ဘယ်နဲ့ပြည့်နေကြသလဲလို့ဆိုတော့အကိုအမညီကိုမောင်နှမဆိုမတည့်တာများတယ်မတည့်လို့ရှိရင်ဘေးကလူမိုင်အားပြီးစကားလေးကပြောသေးတယ်ဒီမောင်နှမတည့်ကိုမတည့်ဘူးဘယ်နဲ့လဲအထက်အောင်လားဟုတ်တယ်အမလေးထက်အောင်ဆိုတည့်ခဲ့တယ်နော် အထက်အောင်ဆိုပရိသတ်ကြီးပူတဲ့ရမှာဒီလိုမဟုတ်လားဒီကြားထဲရှိသေးတယ်မိဘမရှိတဲ့နောက်ကြတော့မိဘကဒီသားသမီးတွေကိုရှာစုဆောင်သားတွေသမီးတွေမြေတွေကုသိုလ်ရအောင်ဖရာတဲ့ကြောင်းဆောင်လုပ်ခဲ့ထားခဲ့တဲ့ပစ္စည်းတွေမိဘမရှိတဲ့နောက်ခွဲချံစိတ်ပြန်ပြီးသူပိုင်နဲ့ငါပိုင်နဲ့သူများတဲ့ငါနေတဲ့ အဲ့ဒီလိုနဲ့ညီကိုမောင်တမတိပစ္စည်းအကြောင်းပြုပြီးစိတ်ဝမ်းကွက်ပြီးသကားများရံဖြစ်တရားဖြစ်ပြီးမခေါ်ကြတာတည်းမရှိဘူးလားလက်ရွေးကပြောစမ်းပါရှိမှာပါပဲနော်ဒီတော့ဘုန်းကြီးတို့ပြိဿကြီးစဉ်းစားငယ်စဉ်ကအကူအမတွေရဲ့ရင်ခွင်ထဲမှာအတူနေလာပြီးတော့ ကြည်ကိုကြီးမာကြီးတွေလက်ဆွဲပြီးကြီးလာခဲ့ရတဲ့ကိုဘဝသူတို့စောင့်ကြောင်းတဲ့ချမ်းသာကြီးပွားခဲ့ရတဲ့မိမိဘဝမှာအမေဖေမရှိတဲ့နောက်ဘာမှတန်ဖိုးမရှိတဲ့ပစ္စည်းကိုအကြောင်းပြုပြီးတော့ညီကိုမောင်နှမတွေမခေါ်ကြတာပြိဿယူသိဝန်နေဖို့ကောင်းတယ်ဒီဖြစ်စိုးတွေများလာပြီနော် တန်ဖိုးကြီးလာတဲ့ညီကိုမောင်နှမမေတ္တာကိုတန်ဖိုးမဲ့တဲ့ပစ္စည်းကိုအလေးထားပြီးတော့မခေါ်ရဘူးဆိုတဲ့လူတွေဟာပရိသတ်ဘဝမှာကတိညူဆိုတဲ့သူကျေးဇူးတည်ခြင်းသူတော်ကောင်းလက္ခဏာတစ်ချက်ပြတ်သွားပြီကတဝေဒီခေါ်တဲ့သူကျေးဇူးဆာခြင်းဆိုတဲ့သူတော်ကောင်းလက္ခဏာတစ်ချက်လည်းပြတ်သွားပြီ အဲ့ဒီကုရကောင်းလက္ခဏာနှစ်ချက်ပြတ်တာကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ကြောင်းဆောက်လဲပရိသတ်ကြီးကြောင်းတကားသာဖြစ်မဲ့သူတော်ကောင်းဖယားတယ်လဲဖယားတကားသာဖြစ်မဲ့သူတော်ကောင်းဘာဖြစ်လို့လဲသူတော်ကောင်းလက္ခဏာပြက်လို့တဲ့သူကျေစုသိခြင်းသူကျေစုဆက်ခြင်းဆိုတဲ့သူတော်ကောင်းလက္ခဏာပြက်လို့ အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဘုရားတကကြောင်းတကဖြစ်တော်လဲမပေါင်းနဲ့တဲ့မဟိနောအခုတော့အဲ့ဒီလိုလူမျိုးသာပေါင်းတာပဲမဟုတ်လားဤအရာကြောင့်တန်ဖိုးမရှိတဲ့ပစ္စည်းကိုအကြောင်းပြု၍တန်ဖိုးကြည်လာတဲ့ညီကို မောင်နှမမေတ္တာစေတွေမပြတ်ပြပါစေနဲ့တရားတဲ့ရှိသေးတယ်တစ်ခါတစ်ခါတစ်ခါ ကျောင်းသားတွေလူငယ်တွေပေါ့လေသူတို့ကတော့သိတာမဟုတ်ဘူးခလေးတွေကိုဆရာတော်ဘုရားတပည့်တော်တို့ကျောင်းမှာတန်ခါကိုလူကျင်လို့လူပြာဘာကိစ္စမွေးနေ့အလူပါဘုရားဘယ်လောက်လူမှလဲ3-4သောင်းကုန်လောက်လူမယ်ဘုရားတန်ခါလူကောင်းတာပေါ့အဲ့ဒီလိုပြောဆိုပြီးတော့ကဲ မောင်ကျောင်းသားကြီးငါမွေးအောင်မယ်တန်ခါလူတာကတော့ဟုတ်ပြီ မေအသက်ပြီးပြီးတော့မွေးလာခဲ့တဲ့အမေကိုတော့ကရော့ပြီးပြီးလားလို့မေးလိုက်တော့မကရော့ရသေးဘူးတဲ့ပရိသတ်ကြီးကြောလာပုံတော့တို့လူငယ်တွေမှတ်ပါလုတ်ပုံလေးတွေတကယ်တော့အသက်ပြီးပြီးတော့မွေးလိုက်တဲ့အမေကို အရင်ဆုံးကရော့ရမှာနော်ပြီးတော့မှကိုစွန်းတဲ့တန်ခါလှူမဲ၊ဗာကြီးဗာတွေလှူမဲဒီပိုင်းနေသွားပေါ့ အခုတော့တစ်ကနှစ်ဖြစ်နှစ်ကတစ်ဖြစ်ဘုန်းကြီးတို့ကဒါမျိုးလက်မခံဒါကြောင့်ကြောင်းလာတဲ့လူငယ်တွေကိုပြောပါအေးမင်းသုံးလေးတောင်းကိုလှူမယ်ဆိုတော့အဲ့ဒီသုံးလေးတောင်းကို အမေကိုအားရပါရစိတ်ကြိုက်ပူဇော်လိုက်ဩမွေးတဲ့နေ့ကိုအမေကိုကြောလိုက်ငါကိုအသက်ပေးခဲ့တဲ့အမေအသက်ပေးတဲ့နေ့ပဲဆိုပြီးတော့အမေခြေပမှုပေါ်မျက်နှာအဥချပြီးတော့ စိတ်ကြိုက်ပူသောလည်းဟူကျန်နာမသံဃာလာလူလေတကြကြံလဲတကြလူ30ကြံလဲ30လူမကြံလဲပြီးရောပို့အဲ့ဒီလိုဘုန်းကြီးကသင်ပေးလိုက်တော့ तू ကဘာပြန်ပြောမှာတပည့်တော်နဲ့အမေနဲ့မခေါ်တာကြာပြီတဲ့ကင်ကောင်းသေးလားဒီတော့ဘုန်းကြီးကစဉ်းစားတယ်အမေစကားမှနားမထောင်အမေမှမချစ်တတ်တဲ့လူ ငါတို့စကားလည်းနားထောင်မှာမဟုတ်ဘူးဆိုပြီးလက်ကိုမကြည့်တော့ဘုန်းကြီးတို့ပါရိသတ်ကြီးအမေမမချစ်တတ်တဲ့လူလူမျိုးလည်းပြောလေတိုင်းပြည်လည်းဘာသာသာသနာလည်းဘုန်းကြီးတို့ကလူတယောက်ကြည့်တာဒါကိုကြည့်တာချမ်းသာတာဆင်းရဲတာဂုံရှိတာ မရှိတာကိုယ်နဲ့မဆိုင်ဘူးနော် ကိုယ်အပိုင်းကကြည့်ရမှာကကံပိုင်းဆိုင်ဒီတော့မြန်မာလူငယ်တွေအနာဂတ်ကြီးပွားဖို့ဆိုတာပြိဿရဲ့ခြေကံဒီကံကစရမှာအခုသူတို့ပြောနေတာကဖရာတဲဖို့ကြောင်းဆောက်ဖို့ငွေကုန်ကြေးကြများစွာကံလှူဖို့တန်းဖို့ဒါပဲလုပ်ကြအခြေခံကံပိုင်းကပြည့်စည်လာတော့ဘယ်လောက်ပဲကုသိုလ်လုပ်လို့ထိတ်ရောက်ဖို့မလွယ်တော့ ေရာကြောင့်အမေကိုမိပေးရမယ်ကုသိုလ်အမေကိုရှိမှမိမိကိုမွေးတဲ့နေ့တိုင်းနေ့တိုင်းမှာပရိသတ်ဤမွေးတဲ့အမေကိုမလုပ်ရမယ်ပူဇော်ရမယ်တဲ့ကရောရမယ်နော်ဖះသွားပြီးတော့ပန်းတင်ဖះသွားပြီးတော့ကရောတဲ့အရင်ကရောမှာဘာလို့လဲဖះကကိုမွေးတာမှမဟုတ်ပဲ နော်အသက်ပြီးပြီးတော့မွေးခဲ့တဲ့အမေတဲ့အဲ့ဒီအမေကိုပရိသတ်ရဲ့အရင်ဆုံးကတော်ရမယ်အမေပြီးတော့အမေအဖေပြီးတော့အကူအမတွေကိုကတော်ရမယ်ပူဇော်ရမယ်ဟောဘာကြီးဘာတွေတော်ကြီးတော်လေးကစောင့်ရှောက်ရင်လည်းပဲအဲ့ဒီဘာကြီးဘာတွေ တော်ကြီးတော်လေးကျေးဇူးရှိတဲ့သူတွေကိုပရိသတ်ရေပူဇော်ရမယ်နော်။ဒီတော့ဘုန်းကြီးပြောချင်တာကကျေးဇူးမဆတ်နိုင်သည်ထားအောင်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုအားဖြင့်၎င်းနှုတ်အားဖြင့်၎င်းမစော်ကားမိဖို့တော့အထူးပြုဆိုင်ပါ။ဘာဖြစ်ဖို့မစော်ကားမိဖို့ဘယူဆိုင်နော်။ တစ်ချက်သောကားလိုက်တာနဲ့ပရိသတ်ကြီးတက်သက်သွားမယ်ဘာဖြစ်လို့လဲကိုယ်ပေါ်ထားတဲ့မေတ္တာကစင်ကြယ်တယ်သူမေတ္တာကစင်ကြယ်လीကိုယ်ကပြမလीကိုယ်ဘဝဆုံးရှုံးလीပဲတဲ့မြန်မာတွေစင်ရဲ့လို့မကြိုက်ဘူးเนาะမြန်မာစင်ရဲ့ကိုယ်လည်းစင်ရဲ့ပြီးပေါ့ ဤသုံးနံပါတ်ကအကူအမဘာကြီးဘာတွေတော်ကြီးတော်လေးကျေစုရှိတဲ့ပုဂ္ဂိုလ်တွေကိုမိကုသိုလ်ရအောင်ယူလေးနံပါတ်ကဘာလဲလို့ဆိုတော့စေတီစေတီဆိုတဲ့နေရာမှာဖရာတဆောင်ကြောင်းကန်ဇယံတဲ့အကုံလုံးယူလိုက်ဘယ်စေတီဘယ်ယုတ်ပွားဘယ်ဖရာဘယ်ကြောင်းဘယ်ဇယတ်တွေလဲလို့မေးတော့ အမေတို့အဖေတို့တဲသွားတဲ့ဖယားရှိရင်အဲ့ဒီဖယားကြောင်းကံဇယနော်ဘိုးတို့ဘွားတို့တဲခဲ့တဲ့ဖယားတဆောင်ကြောင်းကံနေရှိရင်အဲ့ဒီဖယားတဆောင်ကြောင်းကံနေအယောက်သွားပြီးတော့ပရိသတ်ကြီးပူဇော်ရမယ်အယုတ်ဆုံးပါလောက်ရမလဲလို့ဆိုတော့တပြည့်လှဲပါ အမိုက်ကျုံးပါတန်ရှင်းရေးလောက်ပါ အဲ့ဒီလိုတပြည့်လက်အမိုက်ကျော်တန်ရှိရေလို့တော့ပိုက်ဆံကုံသလားလူပင်မန်းသလားလုံကြသလားကျော်လေးကျော်မချနဲ့လေမွေးနေတယ်မွေးနေတယ်မွေးတဲ့အမေကိုခြေဗံမိုးပေါ်မှာမျက်နှာအပ်ပြီးဥသုံးချင်းချကြတော့သလားလို့မေးတော့ပိုက်ဆံကုံသလား လူပင်မသလားလုံးကြသလားကောင်းတယ်ဟုတ်လားလုံးနေတဲ့အလုပ်တွေပရိသတ်အမွဲသူတို့ကအမေ့ခြေပမိုးပေါ်မျက်နှာလေးအဥချရင်ချက်သလိုလို၆သလိုကိုအမေကိုရှိခိုးတာအာရပါရခြိုက်သမ်းပါလုံးနှစ်ခုကိုခြေပမိုးဖေးချပြီးတော့ခြေနှစ်ခုကြနှာခေါင်းကျွန်းနစ်သွားအောင်ကိုခြိုက်သမ်းပါ အဲ့ဒီအခါကျတော့ပရိသတ်ရဲ့အမိရဲ့ရင်ထဲမှာမေတ္တာဓာတ်တည်းဟာမျက်ရည်ပုတ်ကြသည်ထိနော်ဒါကြောင့်မွေးနေ့မြန်လှုပ်ရင်ဘုန်းကြီးတို့ကိုပြင်ရင်ဘုန်းကြီးတို့ကအဲ့တိုင်ခိုင်းတယ်ခိုင်းလိုက်ပြီဆိုရင်အကရောခံအမိရောကရောရတဲ့သာသမီတို့မျက်ရည်ကိုစိုးလာတာပရိသတ်ရဲ့အဲ့ဒါသောကမျက်ရည်မဟုတ်ဘူးဗာမျက်ရည်လဲပီတိဘာလဲပီတိ ေအဲ့ဒီလောကကုသိုလ်ကံကို အာရပါရရှိဘူးတဲ့အခုတခါဇေတီဆိုတဲ့နေရာမှာအမေတို့အဖေတို့လူကြတဲ့ဘုရားတဆောင်ကြောင်းကံနေအရောက်သွားတဲ့အနည်းဆုံးတပြည့်လှင်းအပိုက်ကျုံတန်ရှင်းရေလောက်ပါလူလည်းမပွင့်မောင်းပိုက်ဆံလည်းမကုန်အမေလူတဲ့ဘုရားသွားတော့အမေချစ်တဲ့သားက အမေရှိစဉ်တုန်းကအမေကတပြည့်စည်းလေးကိုင်းပြီးတော့ဖះသွားတပြည့်လှဲတော့အမေရှိတဲ့သားကအမေနဲ့ပေးပါသွားလို့ရှိရင်အမေတပြည့်လှဲရင်သားကအမိုက်ကျုံးမယ်အဖေတဲတဲ့ဖះရတဲ့အဖေကတပြည့်စည်းသွားလိုက်ရင်အဖေချစ်တဲ့သမီးကအဖေနဲ့ပါသွားခဲ့ရင်ဖေတပြည့်လှဲလျင်သမီးကအမိုက်ကျုံးပြီးတော့ပြစ်မယ်ဒီလိုမဟုတ်လား ဆောက်ခဲ့တဲ့ကြောင်းသွားရင်ဖေတပြည့်စည်းလေသမိကအမိုက်ကျုပ်ဒီလိုကိုအမေတို့အဖေတို့တည်ခဲ့တဲ့ကြောင်းရောက်ပြီလို့ဆိုတော့ဟောဒီကြောင်းကငါမိမိတည်သွားတဲ့ကြောင်းပဲလို့ကြောင်းမြင်လိုက်တာနဲ့တပြိုင်နဲ့ပရိသတ်ရေဘသူကိုသရိယာမဲဟောဒီကြောင်းကငါဖေဖေတည်သွားတဲ့ကြောင်းပဲလို့ကြောင်းပေါ်ရောက်လိုက်ဒီနဲ့တပြိုင်နဲ့ဘသူသရိယာမဲ အမေတို့အဖေတို့တဲ့ခဲ့တဲ့ကြောင်းရောက်သည်နဲ့တပြိုင်နဲ့အမေဖေသရိယဟောအမေဖေဂုံနေကျေးဇူးတွေအဆုံးအမတွေမပေါ်ဘူးလားအေးတပြက်လက်အမိုက်ကျုံပြပြီးတော့အမေတို့အဖေတို့ကိုအမျှဝေးတဲ့ပရိသတ်ကြီးကျောင်းဆောင်တတိကဟဲ့သူသည်သူကျေးဇူးကိုသိပါလား သူကျေးဇူးကိုဆပ်ပါလာဆိုပြီးတော့ဒေဝတာအတ္တမနာဟောဒီဒေဝတာလူပြေကိုစောင့်ကြနေကြတဲ့သမ္မာဒေဝနာကောင်းနာမြတ်တို့သည်အတ္တမနာချင်းချင်းညောဝမ်းမြောက်ကအတ္တမနာဟောဒီချင်းချင်းညောဝမ်းမြောက်ကစောင့်ရှောက်ကြပါပဲ ဣတိဤသောဘဂဝါဖယားမြတ်စွာသည်အဝေါ်စံကောင်းစွာမသွေမိတ်တော်မူလိုက်ပါပေသတည်းမိဘဆောက်တဲ့ကြောင်ရောက်သွားပြီးတော့အနည်းဆုံးတစ်ပြက်စီလည်းအမိုက်ကျော်တန်ရှင်းရေလုပ်ပြီးအမျှဝေကျောင်းဆောင်တဲ့နတ်လူလောကကိုစောင့်နေတဲ့နတ်ကောင်းနတ်မြတ်တွေက ဩဤသူသည်ကုသိုလ်ကောင်းမှုပြုပြီးတော့အမေတို့ဖေတို့ယေရှုကိုသိတယ်ယေရှုဆတ်တယ်သူတော်ကောင်းပဲလို့ဆိုပြီးတော့ပရိသတ်ရဲ့နတ်ဒီကစောင့်ရှောက်တဲ့နတ်ဒီချစ်တဲ့ကရောဘွားကြီးမှချီပြီးကိုရောကလေးမှပါကိုရောကြီးမှပါအနောက်မေရောကြီးမှပါလို့တောင်းစရာ အေးတောင်းတိုင်းလဲဟိုကလာခြင်းမလာတာမခြင်းမမအဲ့ဒါသာအဟုတ်မှနေတာပရိသတ်ကြီးတကယ်ကံပိုင်းဆိုင်ရာကိုယ်တိုင်လုံးမရတာတွေရှောက်တောင်းလို့မရဘူးနော်အေးအမေတော်အဖေတော်ကြောင်းသွားပြီးတော့ကုသိုလ်ကောင်းမှုပြုမယ်အသည့်မောမှန်မယ်အဟောင်းနေပြင်ဆင်မယ်ဆေသုံးမယ်နော် ကိုယ်တက်နိုင်သလောက်လေးတက်နိုင်တဲ့နေရာမှာပြုပြင်မုံမှန်ပြီးတော့ပြုကြမယ်ဆိုတော့အမေတို့အဖေတို့စောင့်တဲ့ကြောင်းသွားတော့ဘုသူတရိယာမယ်ဘိုးတို့ဘွားတို့စောင့်တဲ့ကြောင်းသွားတော့ဘုသူတရိယာမယ်အမေဖေးကပြောတယ်ဟောတာဘိုးကြောင်းဘွားကြောင်းသားရဲ့သမီးရဲ့ဆိုတော့ဘိုးဘွားချစ်တဲ့မိတွေဟာဘိုးဘွားကြောင်းရောက်တော့ဘိုးဘွားတွေတရိယာဘိုးဘွားတွေမေတ္တာတွေပေါ်လို့ ကုံကျေးဇူးတဲ့ကိုတရိယာတပြည့်လည်းအမိုက်ကျုံတန်ရှင်းရဲ့လို့ကုသိုလ်ပြုအမျှဝေးတော့ဘိုးတွေဘွားတွေအမှတ်ရပြီအဲ့ဒီနတ်ဒီနတ်ဒီကလည်းအစင်းစင်သရင်ပပြီးတော့နတ်သဘင်မှာဤသူဤသူသည်သင်သာသမိမြေအခုသင်ဆောက်ခဲ့တဲ့အကြောင်းပေါ်မှာတပြည့်လည်းအမိုက်ကျုံတန်ရှင်းရဲ့လို့ပြုသင်ကိုအမျှဝေးတယ် ဆိုတော့ဘိုးဘွားမိဘနတ်တွေကလည်းဟဲလူပြည်တုံးကတို့သားသမီးမြေးတွေဟာဘဝချမ်းသာလို့ပြိမဲ့တို့ကိုမမေ့ဘူးတဲ့ကုသိုလ်ကောင်းမှုပြုအမျှဝေကြတဲ့ဟဲ့ဆိုပြီးတော့လူပြည်လှမ်းပြီးပရိသတ်လူပြည်စောင့်တဲ့နတ်တွေကိုဒါငါမြေးငါသားစောင့်ရှောက်လိုက်ပါဒီလိုမှားတယ်နော်သူမေတ္တာကိုမေတ္တာပရိသတ်ရဲ့ကုလူဆက်ဆံပုံလေးတွေ အခုတော့အမေအဖေကြောင်းလည်းဘယ်နှန်းနေမှမသိဘိုးဘွားကြောင်းဆိုဝေးကို့ဟာကိုကြောင်းသောက်ဖို့ပဲကြိုးစားတာပဲမဟုတ်လားပြောကြလေကြောင်းအမအမိခံခြင်းနဲ့ပြီးတော့ကြောင်းတကားအမိခံခြင်းနဲ့ကိုယ်ပိုင်ကြောင်းနေမဆောက်ဘူးလားဘိုးဘွားမိဘကြောင်းနေကြတော့ပြောလေပြစ်ထားတာပဲမဟုတ်လား ဒီတော့ကိုเจ้าကိုသွားတော့ဘာလို့လဲကိုဟာကိုသတိရတော့တာဗောမဟုတ်ဘူးလားကိုဆောင်တဲ့เจ้าသွားတော့ဘုသူသတိရဒီကြတဲ့เจ้าပေါ်မှာဓာတ်ပုံကလှလှပပချိတ်တာတော့ကြည်စမ်းပါဦးငါငယ်ငယ်တုန်းကဘလောက်များလှတာကဲကောင်းသေးလားအမေတို့အဖေတို့ကျေးဇူးတွေပေါ်သေးလားဘိုးတို့ဘွားတို့ကျေးဇူးတွေ မပေါ်တော့ဘူးတဲ့ပရိသတ်ကြီးဒါကြောင့်ဘိုးဘွားမိဘတို့ဆောက်ခဲ့တဲ့ဖယားတဆောင်ကြောင်းကံဇေဒီဖယားကိုအယောက်ကွာပြီးတော့အနည်းဆုံးဘာလို့ရမလဲတပည့်စီလေရမယ်အမိုက်ကျုံရမယ်တန်ရှင်းရေလောက်ရမယ်ဒီလိုမဟုတ်လား ေအဲ့ဒီလိုပြုလုပ်ပြီးတော့အမြတ်မေတ္တာတွေပေးဝေကြမယ်ဆိုရင်သတ္တုသာသနာကတံဟောဒီသတ္တုသာသနာဖယားမြတ်စွာသာသနာတော်ကြီးကိုလည်းကတံစောင့်ကြောရရောက်သည်ဟောဒီဖြစ်ပါတယ်လို့ဣတိဤသောဘဂဝါဖယားမြတ်စွာသည်အဝါစံကောင်းစွာမဲ့သွေမိန်တော်မူလိုက်ပါပေသတည်း သာသနာ ပြုတဲ့သာသနာစောင့်ရှောက်တဲ့ဆိုတာအဲ့ဒါပဲပရိသတ်လှူနိုင်တန်းနိုင်မှာသာသနာပြုတာမဟုတ်ဘူးဘုရားတယ်မှာသာသနာ ပြုတာမဟုတ်ဘူးနော်ကျောင်းတကကျောင်းအမအမိခံနိုင်မှာသာသနာပြုတာမဟုတ်ဘူးဘိုးဘွားမိဘတို့ထားခဲ့တဲ့ သာသနာအမွေ့ မပြည့်စည်အောင်စောင့်ရှောက်ခြင်းသည်အဲ့ဒါသာသနာပြုရာ သာသနာစောင့်ရှောက်ရာရောက်တယ်တဲ့ဒါရင်လားလို့ဆိုတော့ပစ္စည်းမာဇနာတာဒိဋ္ဌာနုကတိအပစ္စတိပစ္စည်းမာဇနာတာကိုကပေါက်ပွားပြီးတော့လာခဲ့တယ်ကိုသာသမီမြေတွေကလည်းပဲဒိဋ္ဌာနုကတိမိမိရဲ့လုပ်ငန်းကို အတုယူပြီးတော့ ကောင်းမှုတွေကိုပြုခြင်းသောအပိသတိရောက်ကြပါပဲဒိဋ္ဌာနုကတိအပိသတိကောင်းသူကိုယူကောင်းမှုတွေပြုကြတယ်တဲ့မိမိရှိတော့ကမိမိကဖို့ဖို့ဖွားဖွားကြောင်းများသိကယူဆိုင်တာဒီလိုမဟုတ်လားငငယ်တော့ကဖို့ဖို့ဖွားဖွားတို့ကြောင်းပေါ်မှာသွားရဆော့ကြကစားကြပြောရ ဒီเจ้าဟာပြင်တို့ဘိုးဘွားเจ้าတို့အမေဖေးကြီးတုန်းကဒီเจ้าကိုအင်မတန်ဂရုစိုက်တယ်ဆိုတော့ဟောလူငယ်တွေကလည်းအမေအတူယူအဖေးအတူယူပြီးတော့ဘိုးဘွားเจ้าမှာဆက်လက်ကောင်းမှုတွေမပြုဘူးလားဧကူတိုင်းကဥဆောင်လုံနေတော့ပရိသတ်ရေလူငယ်တွေကိုကောင်းမွေပေးရမရောက်ဘူးလား အနာကလူငယ်တွေကိုကောင်းမွေပေးရလဲရောက်တယ်တဲ့အဲ့ဒါကြောင့်ဇီတိဖျားဆိုတာဘယ်ဇီတိဖျားလဲလို့မေးရင်မိဘဘိုးဘွားတို့လှခဲ့တဲ့ဇီတိဖျားရုပ်ဘွားဖျားတဆောင်ကြောင်းကန်စေရအကုန်လုံးတော့အဲ့ဒါတွေကိုတတ်ဆွမ်းသမျှပြုပြင်ထိမ့်သိမ့်ပါတဲ့ ပြင်းရင်ဘိုးဘွားမိဘတွေအမြတ်မေတ္တာဝေပါဒီလိုလာတယ်နော်ကြံတဲ့အပိုက်တွေကတော့သိမထိုးတော့ဧရာကြောင့်မလို့ကုသိုလ်ပြုတဲ့နေရာမှာလည်းပဲကုသိုလ်ကမိတဲ့ပရိသတ်ရဲ့အသည့်တွေနောက်မကျစေနဲ့နော်အမေကိုမိွေရတဲ့ကုသိုလ်ဘသူရှိမှမိမှ ए अमेशी ने रो मा अमे मी बीरा गुदो अतिरे शिवाजे अमेशी रो मा अमे मी गुदो लोजेलो लो। राजा अमे मी गुदो अतिरे नमुचा बाजे ने अगुला अभे मी गुदो अतिरे नमुचा जा, जा बाजे ने အကူအမဘာကြီးဘာတွေတော်ကြီးတော်လေးတွေကိုမိကုသိုလ်အတိတွေနောက်မကြစေနဲ့တဲ့ဖရာတဲ့ဆောင်ကြောင်းကံမိဘဘိုးဘွားတို့လူခဲ့တဲ့ဘိုးဘွားမိဘတို့တည်ခဲ့တဲ့ဖရာတွေတဲ့ဆောင်တွေဒီထဲမရှိဘူးလားအေးကုသိုလ်ပြုပြီးတနည်းတကဟောဒီဖရာကိုလူခဲ့ပူဇော်ခဲ့တဲ့ဘိုးဘွားတို့ဘိုးလူခဲ့လို့တို့ပူဇော်ရပြီ ဘိုးသတိမရဘူးလားဘွားခေါ်သတိမရဘူးလားကုသိုလ်ပြုပြီးတော့ဘိုးဘွားမိဘတွေဘာလို့อ่ะအမြမေတ္တာပေးဝေတဲ့သမ္မာဒေဝနတ်ကောင်းနတ်မြတ်လူပြည်ကိုစောင့်ကြတဲ့နတ်တွေကသူကျေးဇူးကိုသိတဲ့သူကျေးဇူးကိုဆတ်တဲ့ဆိုပြီးတော့ ေဝတံအတ္တမနာဟွန်တိချစ်ခြင်းရောစောင့်ရှောက်ကြပါပေ၏လောဣတိဤသောဘဂဝါဘုရားမြတ်စွာသည်အဝါဇံကောင်းစွာမဲ့သွေမိန်တော်မူလိုက်ပါပေသတည်း